ားအလုံးပိုင်းမင်္ဂလာပါဗျာ။ဆိုင်းလန်တင်ဒါနာမှာပြန်လဲကြိုးစိုးလိုက်ပါခင်ဗျာ။ခေါ်တင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖိုင်းကြတော့ online အလောင်းကစား agency တွေကိုဇက်တိုက်ဖန်စီရေးယူနေတဲ့အကြောင်းကိုတင်ပြလာတဲ့မောင်ကျော်မျိုးမင်းရဲ့ရုပ်သံဖိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါခင်ဗျာ။ဒါမှမဟုတ်မောင်ကျော်မင်းရဲ့အဲဒီကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုတင်ပြထားတဲ့ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖားပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းဆိုင်းလန်တင်ဒါနာမှာအတူပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ အဓိကပြောရမယ့်အကြောင်းအရာတွေရုပ်တံတွေကဘာတွေလဲဆိုရင်အာကျောင်းပါဘူးမနေ့ကအစောအထုတ်ပြန်တာရှိတယ် online လောင်းကစားလုပ်တဲ့သူ29ခုကိုရေးယူလိုက်တယ်ဆိုတဲ့တဲ့အဲ့ဒါသူတို့ထုတ်ပြန်ထားတာတွေ့ရပါတယ်ဆိုတော့29ခုကိုရေးယူလိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ထုတ်ပြန်ချက်ကထုတ်ပြန်ချက်အရဆိုရင်တော့ဒီ29ခုကတော်တော်လေးစိုးတယ်ရန်ကုန်မန္တလေးနဲ့နေရာနေမိတာပါအလုံးပြောရမယ်ဆိုတော့မင်္ဂလာတုံမှာစမိတာမင်္ဂလာတုံစမိတာအစပါတယ်ပြီးကြတော့အော်တိုဝါ၁၄ရက်နေမှာပေါ့နော်မင်္ဂလာတုံပလဲရက်ကို MS 188မှာရှိတဲ့ secret villa private resort မှာနော်အဲ့မှာ အဲ့ဒီမှာနေထိုင်တဲ့ပေါ့နေထိုင်ပြီးတော့ဘောလောင်းသားတွေလုပ်နေတဲ့ဒီ iBet 789 online အပါအဝင်ဘောလောင်းသား website တွေနောက်တစ်ခါဘာညာတွေပေါ့ဗျာ223ပေါ့အကုန်လုံးအဲ့ဒါတွေလုပ်နေတဲ့အဖွဲ့တွေပေါ့အဲ့ဒီအဖွဲ့တွေ super senior agent ဖြစ်တဲ့ Yimin Line နဲ့ Maria Ko Mi Lee တို့နောက်တစ်ခါ senior agent ဖြစ်သူဝင်းပပအောင်အစရှိတဲ့ပုံကိုယ်တွေကိုတရားဝတ်တရား14ဦးလက်ကైပုံ23လုံးမော်တော်ယာဉ်3စီးနဲ့3စီးနဲ့သူတို့ဖမ်းဆီးရမိတယ်အဲ့ဒီနောက် October 15ရက်နေ့မှာတော့သူက ရန်ကင်းမြို့နယ်ကြောက်ကုန်းရပ်ကွက်ရတနာလမ်းအမှတ်69မှာရှိတဲ့ The Lot စားတောက်ဆိုင်အနီးမှာအစူပါစီနီအေဂျင့်ဖြစ်သူဖြိုးမင်းသူခေါ်ရောင်နေတဲ့တေခံ၃ဦးကိုလည်းလက်ကင်ဘုံငါလုံးမော်တော်ယာဉ်၃စီးနဲ့စရိတ်ဖမ်းမိတယ်။အဲ့နောက်သူတို့ရဲ့ထွက်ဆိုချက်တွေကိုချက်ပြီးတော့လိုက်တဲ့ခါ16ရက်နေ့မှာတော့မန္တလေးဒေသကြီးပြုံးလွင်မြို့ရပ်ကွက်ကြီး7ခေမာလမ်းအမှတ်686ရှိမှာရှိတဲ့နေအိမ်မှာ iBet 789 online လောကစားလုပ်ကြရန်စီအောင်တင်းသွင်းခဲ့တဲ့စူပါစီနီအေဂျင့်ဖြစ်သူဇင်မင်းအောင်ခေါ်ဇင်ကြီးအပေါင်းတေခံ၃ဦး တို့လက်ကင်ဖုန်းခလုံးလုံးလက်တော်တစ်လုံးမော်တော်ယာဉ်တစ်စီးနဲ့တူမိတယ်။တစ်ချိန်တည်းမှာပဲမန္တလေးမဟာအောင်မြို့နယ်ရဲမော်တော်ရက်ကွက်40 40 53နဲ့54ကျန်းကြားမှာရှိတဲ့ focus ဆိုတဲ့ဟိုတယ်မှာ super senior agent ဖြစ်သူ senior agent ဖြစ်သူပြည့်ဖြူအောင်ခေါ် mintet agent ဖြစ်သူမင်းမြန်နိုးတို့နဲ့အတူတဲ့တို့လက်ကင်ဖုန်းငါးလုံးလက်တော်တစ်လုံးမော်တော်ယာဉ်တစ်စီးဟို၎င်းသိစီးရမိတယ်တဲ့။အဲ့တော့အော်တိုဘာ20ရက်မှာရောင်လိုက်တာကြီးတခုံးပြည့်အရှိပိုင်းမြို့နယ်12ရက်ကွက်11 mm ရှိမှာခမောင်ဖြိုးခေါ် zone wing အပါဝင်တက်ခါငါးခုလေလက်ကင်ဖုန်း၉လုံး tablet နှလုံးနဲ့အတူတမ်းဘောတို့ဖန်ဆီးရပြီပါတယ်တဲ့။ဆိုတော့တို့ဖန်ဆီးရမြေချင်မှာတို့လောက်တာဘာလို့လုပ်ခဲ့လဲဆိုတော့ iBet 789 online ဘောလုံးလောင်းကစား website. No, no, five 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 mix follow along with our website. Mao five five six follow along with our website. Now Batman 688 slot Langoza website, Shan 234 Pay Langoza website နဲ့2 3 3 Langoza website အပေါ်ဝင် Langoza လုပ်ငန်းတွေမှာများတော့မှာ commission စားတွေဘာညာနေねအကုန်လုံး commission သားရှောက်လို့ရရတယ်ဘာညာဆိုပြီးတော့လုတ်တော့လုတ်ပြီးတော့ပေါ်ဖြစ်တဲ့အချိန်လုတ်တဲ့သူတွေဖြစ်နေရဆိုတော့ပေါ်ပေါက်သွားတယ်အဲ့တော့သူတို့ရထွက်ဆိုချက်ရဆိုရင်တော့ဇင်းမင်းအောင်ခေါ်ဇင်းကြီးဖြိုးမင်းသူခေါ်ရောင်ဒီဖြိုးအောင်ခေါ်မင်းမင်းထက်ရင်းမင်းလိုက်မာရီယာခင်မောင်ဖြိုးခေါ်ဇော်ဝင်း6ဦးကစပြီးချိတ်ဆက်ပြီးတော့ Langoza website ဒီ distributor တွေနဲ့ချိတ်ဆက်ပြီးလုတ်တယ်ပေါ့ဗျာအဲ့ဒီမှာဝင်းမပအောင်တက်နိုင်ဖြိုးအသက်ဖြိုးနိုင်စရှိတဲ့ပုံစံတွေအပါဝင် အဲသူတို့ဆက်ဆက်ပြီးလုပ်တဲ့သူတွေအကုန်လုံးပေါင်းလိုက်တာနာမည်ပေါင်းစုစုပေါင်းလူနာမည်တွေအများကြီးနဲ့အဲ28000ဟာတဲ့ KB special account တွေ KBZ bank account တွေ AR bank account တွေ Yuma bank account တွေ CB bank account တွေ UAB bank account တွေဟာ A bank ARP KB WIB စသဖြင့်အကုန်လုံးအသုံးပြုပြီးတော့အဲဆောင်းခဲ့တယ်ဆိုတာမျိုးတွေသိရတယ်ဆိုတော့ဘာပြောဒီ online လုံးသားလုပ်တဲ့လူအမျိုးသား19အမျိုးသား29ကိုဖမ်းဆီးရပြီလက်ကင်ပုံ46လုံး laptop နှလုံး tablet နှလုံး model 8စီးအဲ့ဒါနဲ့သူဖမ်းဆီးရပြီတော့သူတို့ရေးယူမယ်ဆိုပြီးတော့ဒါအစိုးရထုတ်ပြန်တယ်ဆိုတော့သူတို့ကြည့်လိုက်တဲ့ခါကျတော့ ဒီလူနာမည်နဲ့ဒီပုံလေးကြည့်လိုက်တဲ့ခါမှာအခုကျွန်တော်ရုပ်သံနားထောင်နေတဲ့လူတွေကတချို့တွေကဒီပုံလေးကြည့်ပြီးတချို့တွေကဟာငါတငယ်ချင်းပါသွားတယ်ဆိုမှဖြစ်ရင်ဖြစ်နေလိမ့်မယ်။ဘာလို့ဆိုတော့တချို့လူတွေကလူတွေကသူတို့ရဲ့တငယ်ချင်းတွေဖြစ်နေ။အဲ့လူတွေကတခါလေကိုယ့်ရဲ့ Facebook တွေ friend ဖြစ်နေဖြစ်နေလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အခုကျွန်တော်တို့ Facebook တွေမှာ TikTok တွေမှာအဲ Telegram တွေမှာအကောက်တွေကအများကြီးပေါ်လာတယ်။ပျောက်တော့ပေါ်လာတယ်။ပေါ်လာပြီးတော့ comment လေးထားတာချောချောလေးပုံလေးတွေဟိုင်းအကူဟိုင်းအမစားပြီးပြီလားဘာလို့ညာလားဘယ်ကနေရလဲအခုဘလို့အဲ့လိုနဲ့လာပြီးကို join ပြီးတော့ခုနဒီလောင်းစားကိုကစားဖို့လာပြီးတော့ကန်းလန်းနေရတယ်အများကြီးရှိတယ်။ကျွန်တော်ကိုယ်တိုင်ပင်လည်းကန်းလန်းခံရဘူးလေ။ ကလန်ခံဘူးလေကျွန်တော်တို့ကဘာလုပ်လဲရှင်းရှင်းကလန်ခံကျွန်တော်ကကျွန်တော်ဘာမှမသိဘဲလာကလန်လာတော့ကျွန်တော်ဆူကြပြီးသားကောင်းပါလာကလန်လေပြီးတော့မှကျွန်တော်တို့ကလိုက်တဲ့သားလေးမြို့ဘာလဲသူဘာလဲဆိုသိလို့လုပ်တဲ့ကောင်ဒီလူနေဒါလုပ်တာပဲဆိုတော့ကျွန်တော်ကသိလိုက်တယ်ဆိုတော့အဲ့လိုမျိုးတွေအများကြီးရှိတယ်ဒါကြောင့်ဒီ online လောင်းကစား game တွေလုပ်တဲ့အုပ်စုတွေနဲ့ကိုကသွားပြီး network တစ်ခုတိစောက်မိသွားပြီဆိုရင်ထောင်ထဲရောက်ဖို့ဝန်မလေးနီးတယ်ထောင်ထဲထောင်ထဲခန်းထဲနီးသွားတာပေါ့နော်ဒါကြောင့် insane နဲ့နီးသွားတာပေါ့ဆိုတော့ဒါကြောင့်ခင်ဗျားတို့ကိုယ့်ဘေးနားမှာတကယ်ကြီးပေါင်းတဲ့အဲ့လို online လောင်းကစားတွေကိုလာဆွဲနေပြီဆိုရင်ကိုယ့်ရဲ့ချောင်းတာအကောင်းဆုံးပါ နော် online လောင်းကစားမလုပ်တာအကောင်းဆုံးအခုထိုင်းရ 2D 3D တွေလည်းရှောင်တာအကောင်းဆုံးဖြစ်နိုင်ပြလောင်းကစားမလုပ်တာအကောင်းဆုံးပါလောင်းကစားလူတက်ဘောကအများကြီးပျက်စီးစီတယ်ပြောင်းလဲစီတယ်ဘောကသွက်ပြတ်သွားတာစီနိုင်ပါတယ်ဒါကြောင့်လောင်းကစားတော့မလုပ်ကြတာအကောင်းဆုံးပါပြီးတော့ဒါမျိုးလုပ်တာကိုလည်းအားမပေးချဘူးပြီးတော့ online လောင်းကစားလုပ်နေတဲ့အဖွဲ့တွေ group တွေတွေ့ပြီဆိုရင်တိုင်ကြားကြဖို့သက်ဆိုင်ရာတာဝန်ရှိဖို့တိုင်ကြားကြဖို့နောက်တော့ရတဲ့ဖွဲ့ဝင်တွေကလည်းတို့ရရသလောက်စုံစမ်းဖော်ထုတ်ပါလိမ့်မယ်အခုလည်းတို့ရရသလောက်အချက်လက်တွေစုံစမ်းဖော်ထုတ်ပြီးခိုင်ပြီးဆိုမှအုံနေချင်းနဲ့ဝင်ပန်းလို့ဒါဂိုင်းလိုက်ကြီးမိတာ28ရောက်ပါလေဂိုင်းကိုမိတာခင်ဗျာဒါမျိုးဂိုင်းနေရန်ကုန်မန္တလေးနေပြီးတော့အစရှိတဲ့ဒီသာအသီးသီးမှာဘယ်နှဂိုင်းလောက်ရှိနေမလဲကျွန်တော်မသိနိုင်ဘူး ဘာလို့ဆိုတော့ရန်ကုန်မြို့မှာကွန်တိုလေးရှိတယ် private ကွန်တိုလေးရှိတယ် control minion ရှိတယ် control minion control control မှာအခန်းတွေကိုလုံးဝလပ်ပြငားတာတလောက်သိန်း340ပေးငားပလိုက်တာမျိုးရှိတယ်ပြီးတော့အဲ့ control တွေကိုဝင်ဖို့တော့ခင်ဗျာစိုးရရဲတွေတောင်ကောင်းကောင်းဝင်လို့မရတဲ့ control တွေရှိတယ်ပို့လိုက်ပြန်တချို့ရဲတွေဝင်ဖမ်းနေလဲဘယ် control မှာဘသူရှိတယ်လဲမသိတော့ဖမ်းလို့မရတဲ့အများရှိတယ်ဘယ် private ဟိုဘာလဲ AR ဥယျာဉ် AR တွေမှာလူရှိနေလဲမသိနိုင်ဘူးအဲ့ကြောင့်တော့ဒီဒီဒီ control တွေတရားမဝင်လုံးမဲ့လူတွေကတရားမဝင်လုံးမဲ့လူတွေကဒါမျိုးတွေကိုအကာအကွယ်ယူပြီးတော့အလုပ်လုပ်ကြလိမ့်ရှိတယ် ဒါကြောင့်မလို့ရဲတပ်ဖွဲ့ဝင်နေတယ်လေတချို့ຢာတွေဖမ်းလို့မရရှိရဲအပြင် PC ပေါက်စားလေးဗျာဒီကွန်တိုကြီးပေါ်ရဲကဝင်သွားလို့ရဲကလုံချုံကြီးကရဲမန်းတိလေဆရာတို့ဝင်လို့မရပါဘူးခင်ဗျာမန်နေဂျာတို့ဘာလို့လာပြီးဖျက်ရတယ်ကျုံဝင်တယ်ဒါမျိုးပေါ့ဝင်လို့မရတာရှိရဲဝင်သွားလို့ရရင်တော့ခင်ဗျာအပေါ်မှာအပေါ်မှာအခန်းနေခန်းတွေက security ကုတ်နေပါတယ်မလွယ်တက်နေမှာဝင်လို့ရဆိုတစ်ဖက်မှာကွန်ဒိုမီနီယံရဲ့လုံချုံကြီးအားကောင်းသွားပြီမြဲတစ်ဖက်မှာအဲ့ကွန်ဒိုမီနီယံရဲ့လုံချုံကြီးအားကောင်းမှုအထုံးချပြီးတော့တရားမဝင်လောင်းစားလုံးမဲ့သူတွေကြားဖြန့်လုံးမဲ့သူတွေကအဲ့နေရာတွေမှာသွားပြီးတော့ကိုအောင်းနေတာမျိုးလေဖြစ်တတ်တယ်ဒါကြောင့်တစ်ခါတစ်ခါကြာရင်တော်တော်သတိကြီးထားပါလေကွန်ဒိုပိုင်ရှင်တွေနောက်အခန်းပိုင်ရှင်တွေနေလေကိုအခန်းကို ငားတဲ့ခါမှာဘလူလူမျိုးလေကိုခန်းရဲ့ချင်းမျိုးလေအမြဲတမ်းစောင့်ကြည့်လေ့လာတင်တယ်လို့ကျွန်တော်ပြောချင်တယ်ဗျာရမ်းမငားတင်တာအကောင်းဆုံးပဲငားလိုက်ပြီလို့ပြဿနာတစ်ခုတက်တာနဲ့ကိုပဲခံရမှာဖြစ်တဲ့အတွက်ဒါသတိထားကြပါပြီးတော့ဒီ online လောင်းကစားကိစ္စတော့အစိုးရဇရိုက်ဖမ်းဆီးပြီးတာစီကောက်ဖို့လို့လုပ်ပါလိမ့်မယ်ဘာလို့လဲနေဆက်မှာလဲကြားဖြတ်ကိစ္စတွေဖမ်းနေပါတယ်ဇရိုက်ကိုချနေကြားဖြတ်ဝင်စီးနေဇရိုက်ကိုစီးနေဆိုတော့အခု PK Pack AA AA က AA ဆိုတာကဟို AA လို့အမည်ပေးထားတဲ့အဲကြားဖြတ်လောင်းကစားစင်တာကြီးပေါ့နော်အဲအဆောင်ကြီးအများကြီးရှိနေနေရမြောက်ကြီးကသွားရင် AA ဝင်ရောက်မယ်ပြီးရင် KK Pack ကိုရောက်မယ်အဲ့တော့လူတွေကရောနေ KK Pack ပဲပြောတယ် AA အကြောင်းမပြောဘူး AA KK Pack ကကက်ရရှိတာကက်ရရှိတာ ဆယ်မိနစ်လောက်ဆိုရောက်ပြီအဲ့လိုကက်ရက်ရှိတယ်ပြောရရင်နီးလေးဆိုတော့နည်းနည်းလေးပဲမောင်းလေရောက်ကြတဲ့အမျိုးအဲ့တော့ AKK ဘက်ကကက်ရက်လေးအဲ့တော့ AA မှာ KK ဘက်မှာတော့တက်ကကျတို့စီးနေတယ် KK ဘက်က BGF ဘုံမျိုးစော်တင်ဝင်ရဲ့နည်းမြေ AA ကကြတော့ကိုရာ KNU ရဲ့နည်းမြေနှစ်ခုစလုံးကိုတက်ကကျတို့ဝင်စီးပြီးတော့ထိနေတာအဲ့တော့ကြားဖြန့်လေးလည်းဝေယုံသုံးကားတွေဖြစ်ပြီးတော့ပြေးချလွားကြတယ်ဖြစ်ကုန်ပြီးတော့ဖားတဲ့မိလောင်တို့ဖြစ်အခုကြားဖြန့်သမားတွေကတော့အခုကြားတော့မြောက်တယ်မဟုတ်ဖုန်းနေတော့ကျန်တာပြောနေကို့မှာပါတယ်ဖုန်းနေတော့ကိုလမ်းလမ်းဘေးမှာတွေ့ရစင်းနေထိုးရောက်နေတဲ့တီတော့ရောက်လို့မြောက်မြောက်ဒီမှာ ဖုန်းကိုဈေးပေါ်ပေါ်နဲ့ရတဲ့ဈေးကိုကြီးပေါ်ပေါက်နေတယ်။အဲဖုန်းတွေကိုတော့ဝယ်မိတဲ့ကောင်တွေလည်းနေထိုင်နေကြည့်ကြားပြန်ခရရတဲ့ပါသွားမယ်။ရန်တန်ဆွတ်ဆွတ်ဝယ်တာဒုက္ခရောက်မယ်။အဲ့ဒါကြီးလည်းဖြစ်နေတယ်။ဆိုတော့မြောက်ဒီမှာပွဲတော်ကြီးဖြစ်နေတယ်။အကြီးကျယ်ပွဲတော်ကြီးဖြစ်နေတယ်။မြောက်ဒီ KK Pad အုပ်စုမျိုးပွဲတော်ကြီးဖြစ်နေတယ်ဆိုတော့ပြောချင်တယ်။အဲ့တော့ကြားပြန်တဲ့ပတ်သက်ရင်အစိုးရအကြီးကျယ်ဖန်တဲ့ online လောက်သားနဲ့ပတ်သက်ရင် order နဲ့စုညံတန်းတွေလူတွေရဲ့မျိုးစုံပြောနေတဲ့အတန်းတွေကြားလာတဲ့အခါအစိုးရကလည်းစုံစမ်းဖော်ထုတ်မှုတွေအကြီးကျယ်လုတ်လာတယ်ဗျာ။ဒါလည်းဘုံလုတ်လာဘူးလို့ဒီတစ်ဖက်ကလည်းနောက်ပိုင်းမှာလုတ်လာပါလိမ့်မယ်။ဘာလို့ဆို ဒီ online လောင်းကစားတွေနဲ့ကြားဖြန်ကကြားဖြန်ကလိမ့်တာ online လောင်းကစားကကြာတော့လူတွေမွေးအောင်လုပ်တာအဲ့တော့လူတွေကဆင်းရဲမွေးတည်မှုတွေဟိုဖြစ်နေဖြစ်ကုန်တာပေါ့နော်တချို့ဆိုရင်ရှိတဲ့ပတ်စံလေးတွေနဲ့ online လောင်းကစားလုပ်တယ်ဘာမှဆိုင်ညာမဆိုင်ကိုယ်ပိုင်ဆိုင်နေမြေကွက်တွေအိမ်မှာကုန်ချောင်းပလိုက်ရဖြစ်ကုန်တယ်အဲ့ online လောင်းကစားနေတို့ကပေးတာပေါ့နော်ဆိုတော့ဟိုအကြည့်တယ်လူတွေဆင်းရဲမွေးတည်မှုအကြည့်တယ်ဖြစ်အောင်တွန်းပို့လို့ဖြစ်တဲ့ဟာဖြစ်လို့ online လောင်းကစားကိုအစိုးရဟိုနှိမ်နှင်းမှုဒါပြင်ဆင်လာတဲ့သဘောတွေ့ရတယ်ဆိုတော့ရဖို့အနေနဲ့လည်းကျွန်တော်တို့အားပေးပါတယ်ချပါလို့ပဲတိုက်တော့ပါလေဒါတော့ online လောင်းကစားတွေနဲ့ပတ်သက်တာပြောချင်တာနောက်တစ်ခုကကျွန်တော်တို့ဒီအဲဒီနေ့ဘာရှိလဲဆိုတော့ဒီ ် PDF ကိစ္စပေါ့နော်အဲ့ဒါတော့ချားမဟုတ်ဘူးအဲ PDF တွေကလည်းတော်တော်ရိုင်းမရိုင်းလာတယ်ပေါ့ဗျာမရိုင်းလာလို့ပဲကျွန်တော်တို့ပြောပြရစီမရိုင်းလာလို့ပြောရဆိုချားမဟုတ်ဘူးအဲဒီចောင်းဆရာမတွေပေါ့နော်ចောင်းဆရာမတွေကိုညောင်းစိတ်ဖြူရှောက်ပင်အင်းရွာမှာចောင်းဆရာဆရာမတွေပေါ့ចောင်းဆရာဆရာမတွေကိုဆရာမနဲ့သူ့ရဲ့မိသားစုဝင်တွေကိုဖမ်းသွားတဲ့ PDF ဖမ်းသွားတဲ့ဖြစ်စဉ်ဖြစ်သွားပါတယ်အဲ့ဒါဖြစ်သွားပါတယ်အဲ့တော့ကျွန်တော်တို့တော်တော်လေးစိတ်မကောင်းပါဘူးဘူရိတ်သားကြီးစိတ်ဖြူပြနေရှောက်ပင်အင်းကြီးရွာအဲ့မှာရှိတဲ့အထက်ကចောင်းကမူလာတဲ့ဆရာမတူဦးနဲ့ ကျွန်တော်တို့သူ့ရဲ့ခင်မောင်းအပါဝင်နောက်ထပ်ရသားသုံးဦးကိုစုစုပေါင်း၅ဦးလောက်လို့ရှိမှာပေါ့အဲ့လူတွေအကုန်လုံးကိုပြီးခဲ့တဲ့အော်တိုဘာ၂၁ရက်မနေ့ပိုင်းကတည်းကတဲခုံချေးရွာကနေစိတ်ဖြူမျိုးကိုထွက်ခွာလာတဲ့စိတ်ဖြူကစုံးမရှောက်ပင်ချေးရွာသွားကားလမ်းပေါ်မှာရောက်မှာတဲ့ PDF တွေကသူတို့ cycle တွေနဲ့ကားတွေနဲ့သူတို့ရောက်လာတယ်ရောက်လာပြီးအိုက်ကောက်ကိုတားတယ်တားလိုက်ပြီးတော့ပြောအဲ့ပေါ်ကနေဆရာမအဲဒုတိယမူလာတဲ့ဆရာမဒေါ်ဂျူတီခင်မောင်းဖြစ်သူဥဆောင်မင်းစုနဲ့ရှောက်ပင်ချေးရွာတွေနဲ့ရဲလင်းအောင်မောင်းနေတဲ့မော်တော်ရင်းနဲ့ကားအဖွဲ့တွေအကုန်လုံးကိုအကုန်လုံးဖမ်းခေါ်သွားတယ်အော်တိုဘာ၂၁ရက်နေ့မှာဖမ်းခေါ်သွားတယ်တဲ့ဖမ်းပြီးတော့၃ဦး၃ဦးစုဆောင်၃ဦးပေါ့ဖမ်းခေါ်သွားပြီးတော့အခုချိန်ထိ၂၁ရက်နေ့ဖမ်းသွားတာဒီနေ့၂၄ရက်နေ့ မမိမမိသေးဘူးပြန်ဘာဖြစ်တော့မှမသိဘူးပေါ့နော်ဆိုတော့ဗာမျိုးတွေ PDF လောက်သွားတယ်လို့သိရပါတယ်ဆိုတော့ဘာကြောင့်ဖမ်းလဲဆိုတာလည်းချောင်းပြချက်မသိရတယ်လို့အဲပြန်လွတ်ပေးခြင်းလည်းမရှိသေးဘူးဆိုတော့ကျွန်တော်တို့ကတော့စိတ်ပူပါတယ်ပြောရရင်တော့ဒါမျိုးတွေကပညာရေးကိုနှောက်ယှက်ပေးတဲ့ကိစ္စမျိုးတွေကတက်ညာလို့မရဘူးခွင့်လွှတ်လို့မရပါဘူးပညာရေးကိုနှောက်ယှက်ပေးတာကတောင်းဆက်ဆရာမတွေဒုက္ခအကောင်းဆုံးပေးတယ်လို့ခေါ်ပါတယ်ဒါကိုကျွန်တော်လက်မခံပါဘူးဆိုတော့လောလောဆယ်တော့ဖမ်းဆီးခံထားတဲ့ဆရာချမ်းမတွေပြန်လွတ်မြောက်လာဖို့ပဲကျွန်တော်တို့ကတော့ဟိုဝိုင်းဝန်းပြီးတော့တောင်းဆိုဆုတောင်းနေရတဲ့သဘောတော့ရှိပါတယ်ဒီလိုတော့တွေ့ရပါတယ်เนาะဒါလေးကတော့ကျွန်တော်ပြောတော့နောက်တစ်ခုကဒီနောက်တစ်ခုကဘာလဲဆိုတော့ဟို เออบาเลยจนว่าชินชินละตะไกพ่อเนาะชินละตะไกพ่อเลยบอกมาเนาะ CDF พ่อ CDF แกกัมเปลซื้อซื้อจุไอ้เลยกัมเปลซื้อซื้อแกมิงลาบวยไอ้มิงลาบวยโอ้มิงลาบวยโอ้တက်က၄နဲ့တရင်ချက်လက်ရလို့ဆိုတက်က၄နဲ့သွားပြီးတော့တချင်းဖွင့်ပြပေးတယ်လေမင်္ဂလာပွဲကိုသွားပြီးတော့တက်ကပွဲတက်တာပေါ့နော်ပွဲတက်တာတက်ကလေးနဲ့သွားတက်လိုက်တာတက် ပြီးတော့တချင်းနေဖွင့်ပြပြီးတော့အဲ့မှာပောက်ကွဲမှုအကြီးကြီးဖြစ်တယ်လို့ကြားပါတယ်နော်အဲ့ဒါဒီနေ့အော်တိုဝါ၂၄ရက်မနေ့၉နာရီ အေးခွဲလောက်မှာပေါ့နော်ဖြစ်တာကမ်ဘက်လက်မျိုးမှာရှိတယ်မျိုးမှာနှစ်ယောက်ကမှာကျင်းပနေတာ CDF ကမ်ဘက်လက်ရဲ့စေဦးစီချုပ် slide အောင်လေးသူ့ရဲ့မင်္ဂလာပွဲနော်အတိကျဟောသတင်းရတာမင်္ဂလာပွဲကိုတဲ့စစ်တပ်က jet fighter ရင်းတစ်စင်းနဲ့ဘုံသုံးလုံးနဲ့အချင်းတွေဖွင့်ပြလိုက်တယ်ဖွင့်ပြလိုက်တဲ့အခါကျတော့အောက်မှာတော်တော်လေးထိခိုက်မှုရှိအောင်ရတယ်တော်တော်ထိခိုက်အသေးဆုံးတွေများတယ်လို့ကြားပါတယ်ဟိုတစ်ဖက်ကတော့ဟိုဘက်ကချင်းမီဒီယာတွေမှာတော့အာသူစေဦးစီချုပ်နဲ့ဇနီးယောက်ထိခိုက်မှုမရှိဘူးဆိုတဲ့သဘောမျိုးသူကပြောတယ်သို့တော့ခုချိန်ထိသတင်းမရသေးဘူးဒါပေမဲ့အောက်မှာတေးရတော့အရသားတွေသိပါတယ်ဘာညာရှောက်ပြောကုန်တယ်အဲ့တော့တမ်ပလက်တို့ဘာလို့ကကူလို့ဆိုတဲ့တမ်ပလက်ထိချုံအောင်မှာရှိနေတာတော့မဟုတ်ဘူး အဲ့ CDF ကတင်ကျုံထားတဲ့နေမြေတွေတင်းမှာတခုပဲပြီးတော့ရှင်းပြရင်တော့ဟိုတပုံးပေါ့ဗျာတပုံးနေမြေဖြစ်သွားတာပေါ့ပြောအဲ့လိုပဲပြောပါဦးအချမ်းဖက်လှူရှားမှုရှိတဲ့နေမြေဖြစ်သွားတဲ့ခါကျတော့အချမ်းဖက်လှူရှားမှုရှိတဲ့နေမြေမှာအချမ်းဖက်စေဦးစီချုပ်ခေါင်းဆောင်တယောက်ကိုသွားရှင်းတဲ့တပုံးပေါ့တို့တို့ကတပုံးခေါင်းဆောင်ပေါ့တပ်မတော်တို့ကတပုံးခေါင်းဆောင်ပေါ့အဲ့တပ်မတော်တို့ကတပုံးခေါင်းဆောင်တယောက်သွားရှင်းတယ်ပေါ့သွားရှင်းတယ်ဒါမဲ့တပုံးခေါင်းဆောင်ကကံကောင်းပြီးလွတ်သွားတာတော့မသိဘူးလွတ်မလွတ်တော့မသိဘူးဒါမဲ့လောလောဆယ်တော့ပုံးချဲခံရတဲ့အတွက်မင်္ဂလာပွဲကတော့ ပြမြောက်သွားတယ်ထပ်မသွားရဆိုရင်တော့မင်္ဂလာပွဲကတော့တကယ်ကိုပဲဟိုအမင်္ဂလာဖြစ်သွားတာပေါ့နော်အဲ့လိုတော့တွေ့ရတယ်ဆိုတော့ဒါလည်းအစီရကမ်ပတ်လက်အစီဥစီလုပ်ခဲ့မင်္ဂလာဆောင်ပွဲကိုဘုံချဲခံရတဲ့ဖြစ်စဉ်အကြောင်းဒီနေ့ရှင်းပြတာပါနော်အသေးသေးတော့ဒါကြီးတော့အများကြီးပြောစရာတော့မရှိပါဘူးဘုံချဲခံမှာတော့ဘုံချဲခံတော့အသေးသေးတစ်ခုချင်းပြောလဲဘာတူမှလဲပေါ့နော်ဆိုတော့အားတစ်ခုဖြစ်သွားပါတယ်နောက်တစ်ခုတော့ဒီအကြောင်းပြောပြီးတဲ့နောက်ကျွန်တော်တို့ကအမ်ဘာပြောမလဲဆိုတော့တိုင်းမှုကိစ္စပေါ့တိုင်းမှုဆိုတာကတောင်ကြီးအခြေဆိုင်တဲ့တိုင်းမှုပေါ့နော်တောင်ကြီးအခြေဆိုင်တဲ့တိုင်းမှုအဲ့တိုင်းမှုရဲ့တိုင်းမှုရဲ့ဒီအရေးယူခံရတဲ့ဖြစ်စဉ်လေးဒါလေးကျွန်တော်ဒီနေ့ပြောရပါမယ်ဒီသတင်းကတော့ ဟိုပြည်ပြည်မီဒီယာတွေမှာဖော်ပြနေပါပြီကျွန်တော်လည်းဟိုမနေ့ကသိပါတယ်မနေ့ကသိပြီးမဲ့ကျွန်တော်မပြောသေးဘူးပေါ့နော်ပြောသေးသော်ဟိုကိုကစပြောရအောင်ဖြစ်မှာဆိုလို့ခဏစောက်ရတယ်ပြည်ပြည်မီဒီယာတခုဖော်ပြတော့မှကိုကလည်းအဲအဲ့တော့မှကိုကပြောတာလည်းခွင့်ရောက်တော့ကိုပြောတာပေါ့နော်ဆိုတော့ရာဘကတိုင်းမှုလို့ပဲပြောမှာပေါ့နော်ဒီရှမ်းပြည်နယ်တောင်ကြီးခြေဆက်တဲ့အရှေ့ပိုင်းနယ်စစ်တမ်းကိုတိုင်းမှုတိုင်းမှုအစ်စ်ပါအဲ့တိုင်းမှုကတာဝန်ထမ်းဆောင်တော့ဘလောက်မှမကြသေးဘူးနှစ်လသုံးလလောက်ပဲရှိသေးတယ်အများဆုံးသုံးလပေါ့အဲ့လောက်ပဲရှိသေးတယ်ဘုံချုပ်ဇော်နိုင်ဦးပေါ့နော်သုံးလရှိမလားအေးပေါ့သုံးလတော့မပြည့်သေးဘူးနော်သုံးလတော့မပြည့်သေးပါဘူးဒီဘုံချုပ်ဇော်နိုင်ဇော်ဦးဆိုတဲ့ပုဂ္ဂိုလ်သူနဲ့သူ့ရဲ့ PSO ပေါ့နော် PSO အဲ့ဒီနှစ်ယောက်ကို တစ်ပြီတယ်ပေါ့အဲ့ညမှာတစ်ပြီတယ်ပေါ့အဲတစ်နဲ့ကြောက်ပြီတယ်အဲ့လိုမျိုးပြောတာပဲတစ်နဲ့ကြောက်ပြီသွားတယ်ပေါ့ကျွန်တော်ဆန်းကကြောက်ရတယ်အာတိုင်းမူတယ်တိုင်းမူတယ်သူ့ပြည်ဆိုတစ်ပြီပြီးတော့ပြုတ်တစ်ပြီတော့တစ်ပြီပြီးတော့ပြုတ်သွားပြီလေတဲ့အဲ့လိုကြောက်တယ်ဟင်တစ်လုံးပြီပြီးတော့ဘာကိစ္စပြုတ်တာလဲပေါ့ဘယ်ဟုတ်မလဲဟိုအခရီးပေါ့ဗျာပြောနေအခရီးတိုင်ကြခံလိုက်ရတော့သွားဆစ်လိုက်တဲ့ခါဟိုအခရီးကတိုင်ကြခံပြီးတော့သွားဆစ်တယ်ပေါ့အဲ့မှာကသနာမှုကိုလည်းဆင်းဆစ်ပြီးတော့ ခိုင်မာတဲ့အတွက်သူ့ကိုခေါ်ပြီးတော့ဖမ်းပြီးတော့နေပြီးတော့ခေါ်သွားတယ်လို့သိရတယ်သူပြည့်စုံပါပါဝါပြီးလို့သိရတယ်ပါတော့ပြီးတော့လောလောဆယ်တော့အဲရရရရပါကတိုင်မှုအစ်တော့ပြန်ခန့်လိုက်ပြီးလို့သိရတယ်ဆိုတော့ဒီမွေးစေဝါတို့သူခေါင်းဆောင်ရတော့မျိုးစုံတက်တယ်ဗျအပြည့်ပြည့်မိရတော့မျိုးစုံတက်တယ်မတရားဝင်ကုန်စည်မွေးစေဝါကြောက်စိမ့်နေတစ်ပေါ့အဲ့လိုခေါင်းဆောင်တက်တယ်ဒါပေမဲ့ကျွန်တော်သိတာတော့ဒီအဂရီလိုပဲလူရင်းချုပ်ရပါတယ်နော်လူရင်းချုပ်ရတယ်ဆိုတော့သူကတာဝန်ကြတာသူကလည်းတစ်ချိန်တော့ဘာထုတ်တက်နေရဘာထုတ်တက်နေရသူကလာဘာထုတ်တက်တဲ့တက်နေရဟိုအเจ้าကြီးပေါ့နော်ဘာထုတ်အเจ้าကြီးဘာထုတ်အเจ้าကြီးရနေပြီးတော့မှသူကဒီပြီးခဲ့တဲ့ကဆတ်တာမူ အဲဇွန်ဇွန်မဲလာတယ်ကျွန်တော်မိနေဇွန်မဲလာလာပါလားကျွန်တော်ကျွန်တော်ကျွန်တော်ကရရတော်တော့ဆိုရှာကရရဆက်ကိုတော်တော့အဲ့တော့အတိုင်းမှုရှိအခုတော့ကဆရာမှုရှိတော့တယ်သူ့နေရာကိုအဲ့ခုနဟိုတိုင်းမှုပုံမှုချုပ်နိုင်စော်ဦးကသူကဝင်လာ DS DS မို့သူကအလုပ်တွေ ODS ODC 25အဆင်းလာအဲ့တော့ဘာလို့တန်းချောင်းကြီးပြီးကြတော့အုတ်လာမှာသူတိုင်းမှုဖြစ်လာအုတ်လာကိုမဲလာမှာတိုင်းမှုဖြစ်လာဖြစ်ပြီးတော့မှအခုဆိုစက်တင်ဘာအောက်တိုဘာ3လတော့မပြည့်သေးဘူး2လကျော်ပဲရှိသေးတယ်အခုနားလဲတော်ဟိုအဂရီနဲ့ညှိသွားတာပေါ့နော်ဆိုတော့ကျွန်တော်ကပြန်ပြောရင်ဗျဒီကိစ္စမှာကျွန်တော်ပြန်ပြောရင်တော့သူမားတဲ့မန်နေဆိုတာခဏထား ။နောက်လာမဲ့တက်မတော်ရဲ့အလောင်းညာတွေအကုန်လုံးတိုင်းမှုအလောင်းညာတွေတက်မတော်ရဲ့အကြီးငယ်ပေါင်းများစွာဖြစ်လာမဲ့တက်မတော်ထိတိုင်းညာတော်တောက်ထန်းဆောင်ကြမဲ့ပုတ်ကိုအကုန်လုံးနေတယ်။ကျွန်တော်တို့အများရန်သတိထားရမှာတခုရှိတယ်။ငွေကြီးစံငွေကြီးစံနောက်စော်ကြီးစံပေါ့စော်ကြီးစံလို့ပြောမလားမိမကြီးစံပေါ့နော်။ငွေကြီးစံနဲ့မိမကြီးစံရှောင်းနိုင်အောင်ကြိုးစားပါ။ဘာကြောင့်လဲဆိုတော့ကိုတက်မဲ့တက်လန်းတွေကိုပိတ်သွားနိုင်တယ်။ငွေကနောက်တစ်ချိန်မှရှာလို့ရနိုင်ပြီမဲ့ယာရူးကပိုရထားတဲ့ယာရူးကခဏလေးနဲ့ပြတ်သွားနိုင်တယ်ဆိုတော့မမေ့ဘူးလား။ဟုတ်ဒါသင်္ကန်းစာယူတဲ့နေ့သိစားပါ။ဒီပြည်စံတကယ်လည်းဖြစ်သွားပါလား။တကယ်လည်းဖြစ်တယ်။အခုတိုင်းပြုတ်ပါပြုတ်သွားပြီပြုတ်ပြီပေါ့ဗျာ။ဒီလိုကျွန်တော်ပြောပြတယ်ပြုတ်ပြီပေါ့။ဘာလို့ပြုတ်လဲ။ ဒီဒီဒီအဂရီဘောသူကစစ်နေပြီဆိုတော့ရတာသူသွားပြီဘောအစ်တောင်တိုင်းဘူးအစ်တောင်လဲပြီဆိုမှတော့အစ်တောင်ရောက်လာပြီလို့ပြောတယ်အစ်တက်ကဘယ်ရလဲဆိုတော့ထားပါတော့ဘယ်ရလို့ဆိုတော့ထားလိုက်တော့အပတ်စဉ်၄၀လောက်တည်ရတယ်ဆိုတော့ तू ဘယ်လိုပဲဖြစ်ဖြစ် तू ဒီအစစ်စစ်ခံလာပြီဆိုတော့ရတာ तू အတွက်ကလာလာဘလို့မှမကောင်းတော့ပြီးတော့ကြော်စောတယ်ပြီးတော့ဒါကြီးကသတ်သရမှုကိုလည်းဆင်းစစ်ပြီးတော့မှခေါ်သွားတယ်ပြီးသွားပြီသွားပြီဆိုတော့ဒါကြောင့်ကျွန်တော်ကနောင်လာမဲ့မျိုးဆက်လောင်းကြရတယ်ကိုကျွန်တော်လည်းဆိုအကိုရွယ်တွေပေါ့အကိုရွယ်တွေနောက်နောင်လာမဲ့ညီတွေလည်းရှိတယ်အဲ့ဒါကြီးကိုတော့ကိုကရီမန်းချက်ကြီးကြီးထားတယ်ဆိုရင်ဒီအဂရီကိုရှောင်းနေအောင်ကြိုးစားဖို့လိုတယ် အကြိယာဘာလဲလေကိုနောက်ဖွေးချက်ပေါက်ကနောက်ဖွေးတကားပေါက်ကနေဝင်လာတယ်ဘေးကဝင်လာအလဲကဝင်တဲ့ဝင်နေမိမဆီကဝင်မယ်မိသားစုဆီကဝင်မယ်တာသမီးဆီကဝင်မယ်နေရာပေါင်းစုံနေအကြိယာယာလူကြီးတဲ့ပုံစံလေးစီကိုဝင်လာတတ်လိမ့်ရှိတယ်ဘာလို့ဘာကြောင့်လဲဆိုတော့စီးပွားရေးလုပ်ငန်းရှင်တွေနောက်တစ်ခါအကြိစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဒီပတ်စံရှာနေတဲ့ဒီမတရားတရားမဝင်လုပ်ငန်းတွေကိုလုပ်ပြီးပတ်စံရှာနေတဲ့လူတွေကကြတော့အဲ့ဒီနီလန်နဲ့ဒီယာလူယာကန်ကြီးတဲ့ပုံစံလေးကိုချင်းကပ်ပြီးတော့တနည်းနည်းနဲ့ရအောင်ချင်းကပ်တရားကောင်တွေတရားကိုချင်းကပ်ပြီးတော့မှဒါဟိုဒါပြီးတော့ဟိုပတ်စံပေးတယ်ပေါ့ဗျာခွင့်ရေးပေးတယ်အဲ့ဟာကိုကစိတ်ထဲမှာအန်ရခင်းတယ်လို့ထင်ယူလိုက်ပြီးတာမျိုးရှိတယ် ဒါပေမဲ့တရှုပ်ကိစ္စတွေကကိုယ့်ရဲ့ဟိုခန္ဓာကိုယ်ကိုစမ်းတာကိုယ့်ရဲ့ဟိုစမ်းတာပေါ့ကိုယ့်ရဲ့တမာတိကိုစမ်းတာဖြစ်နိုင်တဲ့အတွက်ဘာပြောတရှုပ်ကိစ္စတွေကတိုင်းမှုလောင်းလျာလေးတွေနော်တိုင်းမှုလောင်းလျာလေးနောက်တစ်ခါဒီဟိုဟိုတိုက်ရင်မှုတွေတိုင်းမှုလောင်းလျာတွေဂျူဝါမှုတွေတက်မာမှုတွေနောက်တစ်ခါကာဆရာဖြစ်မဲ့ဒုတိယဘုသူကြီးတွေဒုတိယဘုသူကြီး level တွေနောက်ဘုသူကြီးဖြစ်မဲ့လူတွေနောက်တရှုပ်ဖြစ်မဲ့လူတွေစစ်တီပေါ့ဗျာအကုန်လုံးကကိုယ့်ကိုအဂရိလိုင်းကအချိန်မရွေးလာရိုက်နိုင်တယ်ဆိုတော့မမေ့ဘူးပါအဲ့ဒါကိုမေ့လိုက်တာနဲ့အမြကိုယ်ကနေထိုင်နေကိုယ့်ရဲ့ယာတို့တွေအညွန့်ကျိုးသွားတယ် အခုဘာပြောစိတ်မကောင်းစရာလို့ပြောလို့ရတယ်အဲ့ဒီလိုက်ရလိုက်ရတဲ့အခါအဲ့ဒါကိုမခံနိုင်တဲ့တမာရီမရှိတဲ့အခါတမာရီအားနှဲသွားတာသို့မဟုတ်တမာရီအားနှဲခြင်းမရှိခြင်းဆိုတော့တဲ့ရုတ်တရက်ကိုတမာရီဆန်းသက်ခံရတဲ့အခါမှာနေတိုင်းနဲ့ဟိုကိုယ့်ရဲ့တက်လန့်နေအညွန့်ကျိုးပေါ့ဒါစိတ်မကောင်းစရာပဲဒါကြောင့်နောက်လာမယ့်တက်မလို့ထိတိုင်းကောင်းဆောင်ဖြစ်မယ်ပုဂ္ဂိုလ်လေးအစိုးရဝင်းကြီးဒွန်းကြီးညုံမှုညုံချုပ်ကြီးအကုန်လုံးကသတိထားပါအဲ့ဒီလိုက်ရအချိန်မျိုးခင်ဗျားတို့စက္ကန့်နဲ့မလိုက်ရိုက်နေတယ်အဲ့ဒီလိုက်ရခင်ဗျားတို့စီတောက်ချောက်ပုတ်ခတ်နေတယ်လာပုတ်အဲ့ဒီလိုက်နေတောက်ချောက်ပုတ်နေတဲ့အချိန်မှာခင်ဗျားတို့အဲ့ဒီလိုက်နေကြံ့ကြံ့ခံနိုင်ဖို့အတွက်ပြင်ထားပါတမာရီအကောင်ပြင်ထားကြပါကျွန်တော်တို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်ဘာလို့လဲဆိုတော့နောက်လာမျိုးဆက်တွေလည်းအများကြီးကျယ်တည်တယ် ဆိုတော့တခါတည်းမှာမထင်မှတ်တဲ့တာယာမှုလေးတွေကနေကိုဘွားတခုလုံးမှာအကြောင်းလေးဖြစ်သွားတဲ့အထိဖြစ်သွားတဲ့ဟာတွေဆိုလေရှေ့မှာလူတော်တွေဗျာတအားတော်တဲ့လူတွေရှိတယ်တတ်မှာတော့မလူတော်တွေရှိတယ်တော်ရင်မဲ့မထင်မှတ်တဲ့ line ကိုတောင်ခံလိုက်ရပြီးတော့ဘုံတိုင်းဖုတ်ကွက်သူရလူတော်တွေတပုံကြီးပဲဒါကြောင့်မလို့ကျွန်တော်ကတော့ဟိုမဖြစ်စေချင်ပါဘူးမဖြစ်စေချင်ပါဘူးတတ်တတ်မှာလူတော်တွေအများကြီးရှိတယ်ဒါဆိုရဝန်ထမ်းတွေမှာလူတော်တွေအများကြီးရှိတယ်မထင်မှတ်တဲ့အဲ့ဒီ line နဲ့အချင်းချင်းပုတ်ချတဲ့ဆွဲချတဲ့ပုတ်တဲ့ line တွေဆွဲချတဲ့ line တွေအချင်းချင်းလုပ်ကြတဲ့ဟာတွေနဲ့ညက်ပြီးတော့ကိုကအဲ့ line ထဲမှာဒီရီရောနဲ့ပါသွားရင်ကိုတတ်မဲ့အညုံတွေအကုန်ကျိုးကုန် ကိုဘွားပဲထိခိုက်ပါတယ်ဒါကတော့ကျွန်တော်ချစ်သမျှအကုန်လုံးညီကိုတွေကိုအကူရွယ်တွေကိုညီရွယ်တွေရှိတဲ့ယာရုတက်လန်းအလားအလာရှိသောပုံကိုတိုင်းကိုတိုက်တွန်းတာပါဒါလေးတော့ရှောင်ကြဘူးတိုက်တွန်းပါတယ်ဒါတိုင်းမှုအဆင့်ပုံကိုဖြစ်သွားတဲ့ကိစ္စပါเนาะဒါကတော့တခုနောက်တစ်ခုကတော့ကျွန်တော် ASEAN Trigger ကိစ္စကိုဒီနေ့ပြောပါမယ်ဒီနေ့ ASEAN Trigger စီဝေးလုပ်တယ်လို့သိရပါတယ် ASEAN Trigger Seaway ဆိုတာကမလေးရှားနိုင်ငံမှာပဲ ASEAN Trigger Seaway ASEAN Trigger Seaway ဆိုတာရခိုင် ASEAN ဥက္ကဋ္ဌလက်ရှိ ASEAN ဥက္ကဋ္ဌနဲ့နောက်တလာမယ့်ဥက္ကဋ္ဌပေါ့ဆိုတော့အဲ့၃ယောက်ပေါ့ရခိုင် ASEAN ဥက္ကဋ္ဌအင်ဒိုနီးရှားနောက်တလာမယ့်ဥက္ကဋ္ဌဖိလစ်ပိုင်အခုလက်ရှိကမလေးရှား၃ခုကဒီ Trigger စီးပွားလုပ်တယ်2023နှစ်ကစခဲ့တဲ့ Trigger ကအခုဒီနေ့မှထပ်လုပ်တယ်။ဘာလဲဆိုဒီ Trigger ကမြန်မာနဲ့ပတ်သက်ပြီးလုပ်မှာဒီနေ့လုပ်တယ်။လို့တော့မလေးရှားနိုင်ငံတိုင်းဝန်ကြီးဒါတိုဆရီမိုဟာမက်ဟာဆန်ပေါ့နော်။သူကတော့ဒီနေ့အဲ Trigger စီးပွားလုပ်တဲ့ကိစ္စနဲ့ပတ်သက်လို့စီးပွားပြီးရချင်မှထွက်လာကြမှာမီဒီယာတွေကဝိုင်းမိတယ်။မေးတဲ့အခါမှာမြန်မာအရေးနဲ့ပတ်သက်ပြီး Trigger စီးပွားသူလုပ်ခဲ့တယ်သူတို့ပြောတယ်။အဲ့တော့သူ့ရဲ့မူဝါဒအရေးကြီးဆုံး point 3ချက်ပြောတယ်။တစ်ချက်ကကျန်တဲ့နိုင်ငံအများကြီးပါဒါပေမဲ့အရေးကြီးဆုံး point 3ချက်ကပဲတစ်ချက်က5 point consensus ကိုသူတို့ဆက်လက်ကိုင်းဆွဲထားတဲ့ဖြစ်တယ်။5 point consensus ဆက်လက်ကိုင်းဆွဲဖြစ်တယ်။တစ်ချက်နှစ်ချက်ကမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့တချို့သောဒီနိုင်ငံဖြတ်ကျော်ရာဇဝမှုတွေကို တားဆီးကာကွယ်ပေးဖို့မြန်မာမှာအထူးသဖြင့်တာဝန်ရှိလာတယ်ဆိုချက်ပြောတယ်နောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့ရွေးကောက်ပွဲရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်ကာကွယ်တားဆီးလို့တို့အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်တို့အနေနဲ့ကဘယ်လိုခေါ်လဲဆိုတော့တားလုံးဝတို့ရွေးကောက်ပွဲကိုရပ်တန့်ခိုင်းမှာမဟုတ်ဘူးရွေးကောက်ပွဲလုံးဝတို့အာဆီယံအနေနဲ့ရွေးကောက်ပွဲကိုမြန်မာရွေးကောက်ပွဲကိုရပ်တန့်ခိုင်းမှာမဟုတ်ဘူးရပ်တန့်လို့လည်းမရဘူးရပ်တန့်ခိုင်းမှာလည်းမဟုတ်ဘူးအဲ့တော့ရွေးကောက်ပွဲမှာတို့လုံးမှာတစ်ခုပဲရွေးကောက်ပွဲမှာအားလုံးပါဝင်လို့ရွေးကောက်ပွဲဖြစ်အောင်သားတို့တိုက်တော့မှာဆိုတော့အာဆီယံအနေနဲ့ကမြန်မာရွေးကောက်ပွဲကိုဆန့်ကျင်မယ်ကန့်ကွက်မယ်ရှုတ်ချမယ်ပြစ်တင်မယ်ဘာဖြစ်မယ်ညာဖြစ်မယ်မသိမှမသိဘူးစားအဲ့ဒီစကားတွေတစ်ခေါက်မှမပြောတော့ဘဲနဲ့မြန်မာရွေးကောက်ပွဲကိုတို့ကဟို ဘာလို့လဲရက်ခိုင်းရက်တန်ခိုင်းမှာမဟုတ်ဘူးပြောတော့ဒီလိုပဲရက်တန်ခိုင်းမှာမဟုတ်ဘူးလို့ဟိုကရက်မှာလည်းမဟုတ်ဘူးသူတို့သိတယ်လက်ရှိမြန်မာဆိုရရွက်ောက်ပွဲကိုအောင်မြုံသွားနေတဲ့အချိန်မှာသူတို့ရွက်ောက်ပွဲဆိုရရထားကြီးကတချိန်လုံးသွားနေတဲ့အချိန်မှာသူတို့အဲရွက်ောက်ပွဲရထားကြီးကိုဒုတ်ဆိုရက်ပြန်မှာလည်းမဟုတ်ဘူးရက်လို့လည်းမရဘူးသူတို့သိတယ်အဲ့တော့ဒီရထားကြီးပေါ်မှာအားလုံးပါဝင်အောင်သားသူတို့ဝိုင်းအောင်တိုက်တော့မယ်ဆိုတာမျိုးကိုမလေးရှားနိုင်ငံကြီးကဒီ Trigger Series ထွက်လာပြီသူထုတ်ပြောသွားတယ်ဆိုတော့ဒါကိုကြီးချင်းအဖြစ် အာဆီယံပင်လင်းရွေးကောက်ပွဲနဲ့ပတ်သက်ဆန့်ကျင်ခြင်းကန့်ကွက်ခြင်းရှုတ်ချခြင်းပြစ်တင်ခြင်းတွေကိုတတ်နိုင်သမျှရှော့ချလာတယ်မလုပ်ချင်တော့မလုပ်ကြတော့ဆိုတဲ့ဟာကိုတဖြည်းဖြည်းတွေ့ရတယ်ဒါပေမဲ့ဒီ justice for မြန်မာလို့အဖွဲ့အစည်းတွေယန္တနာမောင်လို့ယန္တနာမောင်လို့ယန္တနာမောင်လို့မျိုးဟိုနိုင်ငံခြားသားပေးစာကန်စာစပြီးတော့နိုင်ငံခြားသားထဲ့ထဲ့သမျှဝင်နေတဲ့ယန္တနာမောင်လို့ဟာမြို့သမီးရတော့ရှင်းရှင်းပြောရရင်တော့အာဘာလို့လဲဆိုတော့အမအာဆီယံစာဖို့လေပေါ့ဗျာ justice for မြန်မာစာဖို့လေအာမြန်မာရွေးကောက်ပွဲဟိုဘာဖြစ်ပါနေမထောက်ခံပါနေအားဝေးပါနေဆိုမလုပ်တယ်တဲ့မြန်မာပါရှိမရှိပါဆိုတော့ ဒါကျွန်တော်တို့လက်ရှိအာဆီယံအခင်းချင်းမှာအဲ့တော့ဗိုလ်ချုပ်ကြီးကအာဆီယံစည်းဝေးကိုသူမတက်ဘူး29ရက်နေ့မှာသူကဒီနေပြီးတော့မှဟိုဟာရှိတယ်နေပြီးတော့မှတကောင်စင်းကျင်ညာဖို့ရှိတယ်29မှာတနိုင်ငံလုံးရဲ့တကောင်စင်းကိုကျင်ညာတဲ့အခမ်းအနားကြီး29ရက်နေ့မှာလုပ်မယ်ဆိုအဲ့မှာဗိုလ်ချုပ်ကြီးကအဲ့ဘွဲကိုပဲအေးအေးဆေးဆေးကောင်းမတက်ပြီကိုယ်နိုင်ငံသားတွေတဲ့စကားပြောခုမှသွားနေသူတက်တာမှသွားချင်လို့သူရှင်းရအောင်ပါအဲ့သူမတက်ဘူးလို့ဆုံးဖြတ်ထားပြီးသားဗိုလ်ချုပ်ကြီးမတက်တော့ဘူးလို့သူကတောင်းပြန်လိုက်ပြီပေါ့နော်ဒါကြောင့်မလို့မနေ့ကမတက်ဘူးလို့ကြောင်းပြန်တဲ့အကြောင်းဟိုဘက်ကတက်ဖြစ်မှာဟုတ်တော့လို့ပြန်ပြောတာအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အာဆီယံအနေနဲ့ကမြန်မာရွေးကောက်ပွဲကိုခုနရက်တက်ပြစ်လို့မရဘူးရက်တက်မှလည်းမဟုတ်ဘူးဆိုတဲ့စကားကိုတုံးလိုက်တာကတော့လှတယ် အဲသူလည်းသူ့မှာလည်းစဉ်းစားပုံရှိပြီမြေမီဒီယာတွေဝိုင်းမေးတဲ့ခါမှာတို့ကလည်းညမအစိုးရကိုလည်းသူကတိတ်ခါမကြအောင်တို့လည်းတိတ်ခါမကြအောင်လေစကလုံးတွေကိုလှက်ပတ်တင့်ကြောင်းဖြေသွားတာကိုတွေ့ရတယ်။ဒါအကြီးချင်းအဖြစ်အာဆီယံရဲ့သဘောထားဟာမြန်မာနဲ့ပတ်သက်ပြီးတော့အရင်ကြီးတင်းတင်းမာမာတိတ်မရှိလာတော့ဘူးဆိုတော့တွေ့ရတယ်။ဆိုတော့ဒါလေးတွေ့ရတယ်။အဲ့တော့မြန်မာတော့ကတော့တဖြည်းဖြည်းနဲ့ကိုခီးကိုလျှောက်ပါလက်လက်ရှိအာဏာပိုင်ခေါင်းဆောင်တွေနေနေလေရဲရဲဝုံဝုံလျှောက်ဆက်ချက်ဆက်လျှောက်ပြီးတော့ကိုလှုပ်ဆက်ချက်ဆက်စရိုက်တာလုပ်တော့ဘသူဘာပဲလှုပ်ဆက်ချက်လုပ်သွားရင်လေကိုနိုင်ငံရဲ့ကောင်းကျိုးကိုကိုယ်တိုင်တည်ဖို့တာမျိုးဆက်ပြီးလုပ်ကြဖို့ပဲကျွန်တော်တို့ဒါကြောင့်လည်းအာဆီယံအောင်အတန်လေး ခုနကပြောသလိုတင်းတင်းမမမရှိတော့တာကိုသိနေပြီဆိုရင်လုဆရာကြီးကဆက်လုပ်တာဘူအားကောင်းလုပ်လို့ရပြီဆိုတော့ဓာတ်တွန်းချင်တာပါဒါလေးကတော့ကျွန်တော်ရဲ့အပိတ်လေးပါပြီးတော့ဒီနေ့ဆိုရင်ပြည်ပြမီလာချုပ်မှာတရင်ထွက်နေပါတယ် online မှာလည်းတော်တော်ပေါ်လွှတ်ရိုက်နေတယ်အဲ့ဒါလေးစိတ်နေပါရန်ကုန်လေးစိတ်ပါရန်ကုန်လေးစိတ်မှာရှင်းပြရင် VIP 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 ပေါ့ဗျာ VIP VIP ပါပေါ့28သိန်းတာ VIP ဆိုလားပါအဲ့တရင်ထွက်နေတယ်အဲ့တော့ရန်ကုန်လေးစိတ်မှာတောင်းချနေတဲ့အဲတာဝန်ရှိသူတွေနေလဲတကယ်ဟုတ်နေခဲ့ရင်စင်တင်ကြတာကောင်းပါတယ်မဟုတ်ခဲ့ရင်လည်းမဟုတ်ကြောင်းလေးတိကျသွားရှင်းလင်းနိုင်ဖို့လိုပါတယ်မဟုတ်ရင်နာမည်ပြတ်ပါတယ်နာမည်ဆိုးထွက်ပါတယ်ပို့ကူကူနာမည်ဆိုး ထွက်နေတာလည်းထွက်ထွက်နေတာကိုလည်းမထွက်အောင်တားကြဖို့လိုပါတယ်။ဘာလို့ဆိုတော့ဒါကြီးကမတင့်တော့ပါဘူး။ပြီးတော့ရန်ကုန်လေးစိတ်ဆိုတာနိုင်ငံလုံးနိုင်ငံခြားထွက်မယ်မျက်နှာစာပေါ့ပါ။အဲ့တော့ဘာပဲပြောဟိုဒီလိုသတင်းတွေထွက်နေတဲ့အတွက်ရန်ကုန်လေးစိတ်ကတာဝန်ရှိသူတွေအနေနဲ့ဘာပဲသတိကြီးကြီးထားပြီးတော့ဒါတွေကဟုတ်လားမဟုတ်လားမှန်လားမမှန်လားနဲ့နောက်တစ်ခုကဒါမျိုးတွေကိုတက်နေမဲ့ရှောင်ရှားနိုင်အောင်နေကြဖို့ထိုင်ကြဖို့သတိလေးနဲ့ပပနဲ့နေကြဖို့လိုက်တော့ပါတယ်။အခုပြည်ပြည်မီဒီယာတွေကတော့ခင်ဗျားတို့ရေးနေကြပြီ။ကျွန်တော်တို့တော့ဒါကိုမှန်တယ်မမှန်ဘူး။မှန်တယ်အမှန်ဟုတ်ဒီမပြောချင်ပါဘူး။ဒါတွေကျွန်တော်ပြောချင်တယ်ဒါပေမဲ့ သတိထားဆင်ခြင်ကြတာအကောင်းဆုံးဆိုတာလေးပဲတိုက်တွန်းပါတယ်နော်ဒါလေးပြောရရင်ဒီလိုပါပဲအလုံးမဲ့ခွေးသားလေးရှိပါတိုက်ပြီးစေနာမထားပါအစားရှိပါကိုယ်နိုင်ငံသားချင်းအပြန်လာတက်ဖြတ်နေကြတာကိုလက်ခုလိုပါတီးပြုံနေတဲ့လူမိုက်လူရန်သားလူတက်အချမ်းပဲအာပေသမားခမည်းဖြစ်နေလားဆိုတော့ပြန်လည်းမျိုးတို့ပါလို့ပြောရရင်